အနာဂတ်ကိုဖုံဖော်ရမှာများစွာရေးပါနေတဲ့တတ္တုတစ်မျိုးသို့မဟုတ်မြေရှားတတ္တုအားလုံးပဲမင်္ဂလာပါရှင်ဒင်းကားချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့အစမပြတ်တိုးတက်နေတဲ့ဤပညာရေးချာမှာပြုလုပ်ဖန်တီးသူတွေရဲ့စိတ်ကူးစိတ်တန်းနဲ့တဘာဝချင်းရဲ့လက်ဆောင်တွေက များစွာပါဝင်ပါနဲ့ခင်မီတိုးတက်လာတဲ့မြာလူတွေရဲ့နေထိုင်မှုစနစ်တွေကလည်းအစမတန်စင်ကဲပြောင်းလဲမှုတွေများဆန်လာပြီးမချာတော့မဲ့အစမြင့်အနာဂတ်စီကိုဥတည်နေကြပြီပဲဖြစ်ပါတယ် ယနေ့ခေတ်မှာလူသားတိုင်းနဲ့ထိတွေ့နေကြတဲ့အရာတွေဟာနီးပညာရီများစွာပါဝင်နေတဲ့မျိုးစုံသောဆက်ကရိယာပစ္စည်းတွေပဲဖြစ်ပါတယ်။အခြားကြီးကြီးမားမားပစ္စည်းတွေအကြောင်းမပြောခင်မှာနေ့စဉ်ဘဝမှာမရှိမဖြစ်ပါဝင်နေတဲ့မျက်စစ်ပစ္စည်းတွေဖြစ်ကြတဲ့ရုပ်မြင်သံကြား TV တွေဖုန်းတွေနဲ့နိုင်တွေကတော့အမြဲတမ်းထိတွေ့နေကြရတဲ့အရာတွေပဲဖြစ်ပါတယ်။ ထို့ကမှအစင်မြင့်လျက်စစ်ပစ္စည်းတွေဖြစ်ကြတဲ့ရင်တွေကနေတဆင်အာကာသတိခြေဆက်နေကြတဲ့သိပ်ပံဆက်ပစ္စည်းများစွာအထိလူတွေရဲ့တီထွင်နိုင်စမ်းကမြင့်မားနေပြီဖြစ်ပါတယ်။ဒီလိုမျိုးနှီးပညာမြင့်လျက်စစ်ပစ္စည်းတွေကိုထုတ်လုပ်ရမှာအလွန်အရေးပါတဲ့ဓာတ်ဥတ္တုတစ်မျိုးရှိပါတယ်။ထိုတတူဟာကမ္ဘာနိုင်ငံကြီးတွေကိုလှုပ်ခတ်နိုင်လောက်တဲ့အင်အားကြီးတဲ့တတူဖြစ်ပြီးဤပညာလောကရဲ့အသက်လူတောင်တင်စားလို့ရတဲ့အရာပဲဖြစ်ပါတယ်။ထုံရာကတော့မြေရှားတတူဖြစ်ပါတယ်။ မြေရှားတတုကလူကြီးမင်းတို့မမြင်ဘူးရင်တော့ကြားဘူးနားမှရှိထားမဲ့တတုဖြစ်ပါတယ်။အခုလူကြီးမင်းတို့ကင်နေတဲ့လျှက်စစ်ပစ္စည်းမှန်သမျှဟာဒီတတုကြောင့်ဖြစ်ပေါ်လာနိုင်ရတာဖြစ်ပြီးအကယ်၍လူရီတာမြေရှားတတုကိုမရှာဖွေနိုင်ခဲ့ရင်သိပ်ပံခစ်ဆိုရာစိတ်ကူးတော်မမြင်ဘူးတဲ့ကာလဖြစ်လာမဲ့အရာပဲဖြစ်ပါတယ်။မြေရှားတတုဟာ၆သားဖွာတဲ့မြေမျိုးစားတွေမှာရှိများပြီးကမ္ဘာမြေလွာ ပထမဆုံးအလွာမှာပဲရှိနေတတ်တဲ့တတုဖြစ်ပါတယ်။ ။မြေရှားတက်တူတွေဟာတခြားတက်တူတွေလိုတွင်းနဲ့နေရတဲ့တတိတသန့်ရှိနေတတ်တာမျိုးမဟုတ်ပဲတခြားတက်တူတွေနဲ့ရောနှောပြီးနေတတ်တဲ့တက်တူတစ်မျိုးပဲဖြစ်ပါတယ်။မြေရှားတက်တူမှာပါဝင်တက်တဲ့တက်တူအနှောတွေဟာအနည်းဆုံး18မျိုးကနေအမျိုး30လောက်ထိရောနှောနေတတ်တဲ့အတွက်အတော်ကိုတန့်စင်ရခက်တဲ့တက်တူတွေပဲဖြစ်ပါတယ်။ မြင်ရှားသတ္တုတွေဟာနှီးပညာမှာအရင်းလွန်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့နှီးပညာကိုဦးစားပေးနေတဲ့နိုင်ငံကြီးတွေဖြစ်ကြတဲ့အမေရိကန်နဲ့ရုရှားလိုနိုင်ငံကြီးတွေကစစ်ခင်းပြီးတော့ကိုအလို့အယက်ရယူနေကြတဲ့အရာပဲဖြစ်ပါတယ်။လက်ရှိမှာကမ္ဘာပေါ်မှာမြင်ရှားသတ္တုထွက်တဲ့နိုင်ငံတွေထဲကမှတရုတ်နဲ့ယူကရိန်းနိုင်ငံက60ရာခိုင်နှုန်းဖြစ်ပြီးမြန်မာပြည်ရဲ့ကချင်ပြည်နယ်ပန်းဝါဒေသဟာကျန်40ရာခိုင်နှုန်းကိုဦးစီးထားတာပဲဖြစ်ပါတယ်။ ပောင်းမာဒေသမှာရှိတဲ့မြေရှားတပ်တူတွင်ဟာတကယ်ကိုကြီးမားပြီးတရုတ်ပြည်ကတပံပြန်ဝယ်ယူနေရတဲ့အထိများပြားတဲ့ပမာဏကိုထုတ်လုပ်နိုင်တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့အသုံးမချတဲ့အဆိုရနဲ့တဘိုးပဲကြီးတဲ့စီးပွားရေးသမားတွေကြောင့်သာထိမ့်မနိုင်သိမ့်မရဖြစ်ကဥဒုစာစနစ်နဲ့မြေရှားတွေကို ရောင်းချနေကြတာဖြစ်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံများစွာဟာနိုင်ငံအတွင်းပြန်မစည်းစမ်းပဲအိတ်ကပ်သေးတာရောက်သွားကြတာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဇယ်လန်စကီးကိုအကြိတ်နဲ့စကားများကြတဲ့အထင်းမှာမှယူကရိန်းနိုင်ငံရဲ့မြေရှားတပ်တွေတွင်အကြောင်းတွေလည်းပါခဲ့ပါနဲ့အခုလိုနိုင်ငံရေးစီးပွားရေးနဲ့အနာဂတ်ရဲ့နည်းပညာတွေမှာမရှိမဖြစ်လိုတဲ့မြေရှားတပ်တွေအကြောင်းကို အတူချုံပြီးလူရင်းတူရှင်အဖြစ်ပြည်သက်ကြီးတို့ကိုဗဟုသုတအနေနဲ့ဖော်ပြပေးကြတာပဲဖြစ်ပါနေရှင်အားလုံးပဲဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like လေးနှိပ်ပြီးအားပေးသွားနိုင်ပါတယ်။ ဒီလိုဗီဒီယိုလေးတွေစတင်ပေးသွားမှာဖြစ်လို့မလွတ်ရအောင် follow and subscribe လေးလုပ်ထားဖို့လည်းတိုက်တွန်းလိုက်ပါနဲ့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်